ဒါကြတော့ Facebook ကပေးတဲ့ဝင်ငွေဖြစ်ပါတယ် Facebook ကပေးတဲ့ဝင်ငွေ105ဒေါ်လာရပါတယ်ဒီဥစားကြတော့ဖုန်းဆော့ရင်နဲ့ဖုန်းပွင့်ရင်နဲ့ရတဲ့ဝင်ငွေတစ်ခုဖြစ်ပါတယ်ခင်ဗျာဒေါ်လာ105ဒေါ်လာဆိုတာမနှဲပါဘူးခင်ဗျာဒါကြတော့ပထမအစပိုင်းမရှိသေးပါတယ်ဒုတိယလကျရင်150ဒေါ်လာလောက်ဖြစ်မယ်တတိယလကျရင်ဒေါ်လာ100 300လောက်ဖြစ်မှာပေါ့နော်ကိုကြိုးစားရင်ကြိုးစားလောက်ဖြစ်ပါတယ်ဒီဥစားကြတော့ကျွန်တော်ဥစားမဟုတ်ပါဘူးကျွန်တော်ရဲ့ကျွန်တော်ရှိမှတင်တဲ့တက်တဲ့တင်ဟန်တာတယောက်ရဲ့ ဝင်ငွေဖြစ်ပါတယ်ခင်ဗျာသူကအခုမှအစပိုင်းပဲဖြစ်သေးတဲ့အတွက်ကြောင့်ဒေါ်လာ100လောက်ပဲရသေးတယ်ဖြစ်ပါတယ်ဒီ နောက်လာနောက်လာဆိုလို့ရှိရင်တော့ဒေါ်လာ200 300ရရမှာပေါ့နော်အခုချိန်မှာငွေစည်းနဲ့တွက်လိုက်မယ်ဆိုရင်တော့ဒေါ်လာ100ဆိုလဲမင်းဲပါဘူးခင်ဗျာအထောက်အကူဖြစ်ပါတယ်ဒီဥစ္စာဆိုရင်ကိုပိုင်ဗီဒီယိုတင်ကြမလို့ပဲနဲ့ကိုပိုင်တက်ပုံတင်ကြမလို့ပဲအားလုံးက copy content တွေ copy တက်ပုံတွေပဲတင်လိုက်ဖြစ်ပါတယ်ပြီးလို့ရှိရင် YouTube channel ကဗီဒီယိုတွေအလွယ်တကူ download ဆွဲပြီးမှ corporate looking အောင် edit လုပ်ပြီးမှဒီ account မှာတင်ပြီးမှရတဲ့ဝင်ငွေဖြစ်ပါတယ်ဒီအတွက်ကျွန်တော်တို့ကိုပဲ video fan dislike မလို့ပဲ Facebook ကနေအလွယ်တကူဝင်ငွေဘယ်လိုရှာရမလဲဆိုမှကျွန်တော်ရဲ့တ င်တန်းဖွင့်လာပါတယ်။တင်တန်းကြီးက9000ကျပ်ဖြစ်တယ်။တင်တန်းထဲမှာဆိုရင် copy တပ်ပုံတွေ copy video တွေ copy စာသားတွေကို corporate looking အောင် edit လုပ်ပြီးမှကိုယ့်ရဲ့ page ကိုယ့်ရဲ့ account မှာတင်ပြီးမှဝင်ငွေဘယ်လိုရှာရမလဲဆိုပြီးအားလုံးအသေးစိတ်ပြောပြရှင်းပြပေးထားတယ်။ video တွေလည်းဘယ်လို download ဘယ် website ကနေ video download ဆိုပြီးဘယ်နေရာနဲ့ရှာပြီးမှ video တွေကိုဘယ် application နဲ့ edit လုပ်ပြီးမှ page ဒီ account တွေမှာဝင်ငွေရအောင် content moderation နဲ့ကန့်ညီအောင်ဘလို့တင်သွားရမယ်ဆိုပြီးအစအစပျော့ပြရှင်းပြပေးထားရှိတဲ့အတွက်ကြောင့်မတင်တဲ့တက်ပြီးမှကိုကိုတိုင်းဝင်ငွေရှာပေါ့ရတဲ့အကယ်လို့ original video foundation နဲ့ original content foundation နဲ့ဆိုရင်တော့အချိန်တော့တားကြတယ်ပို့ပြီးကောင်းတာပေါ့နော်ဒါပေမဲ့ copy content ကြတော့အခု download ဆိုပြီးအခု edit လုပ်ပြီးတင်မယ်ဆိုရင်နိုင်ဝက်တော့မကြပါဘူးခင်ဗျာနော်အဲ့တွဲဖုန်းပို့ရင်လည်းဝင်ငွေရှာပါလို့ကျွန်တော်ခဏခဏပြောပါတယ်